ြတ်စွာဘုရားလက်ထက်ကဘုရားရဲ့အဆုံးအမတွေကိုယုံကြည်မြတ်လို့အားကိုးကြတယ်တခါရကမတွေဘုရားဘာသာဝင် သူတော်စင်တွေဟာအများကြီးရှိတယ်လူဦးရေ9ခရေရှိတဲ့တာဝတိမြို့မှာ9ခရေကဘုရားဘာသာတွေဖြစ်သွားနှစ်ခရေလောက်ကတော့ဘုရားဘာသာမဟုတ်ဘူးတဲ့တမန်ပုဂ္ဂိုလ်တွေပေါ့နော်အဲ့ဒီမှာ9ခရေလောက်တဲ့ပုဂ္ဂိုလ်တွေထဲမှာ ဘာသာတရားလေးစားပြီးကုသိုလ်ကောင်းမှုကိုအတည့်အသွေးပြုလုပ်နေကြတယ်ထင်မယ်။ဥပဒကမိသားစုကောင်းဓမ္မိကလို့ခေါ်တယ်။ဓမ္မလမ်းကြောင်းအတိုင်ချစ်ချင်ကြုကိုအထုတ်တဲ့ပြောမယ်ဆိုရင်ဓမ္မိကအဖွဲ့အစည်းလို့ပြောချင်ပြောပေါ့နော်။အဲ့ဒီလူဟာခေါင်းဆောင်လေးကြီးပဲ900ရှိတယ်။ဓမ္မိကဥပဒကရှင်နာသုံးပါးကိုစိတ်ကတ်တဲ့ဥပဒကာ ဓမ္မိကဥပဒကတရားဓမ္မတိုင်လိုက်တာကျင့်ကြံကြိုးဖို့အထောက်ကြတဲ့ဥပဒကခေါင်းဆောင်လေးကြီးပဲလူကြီးတွေကြီးပဲ900ရှိတယ်လူကြီးတယောက်တယောက်ကို နောက်ကနေရန်လိုက်တဲ့လူက900စီရှိတယ်အဲ့တော့2သိန်းခွဲလောက်ရှိတယ်ဒူကောင်းတဲ့အလုပ်ကို association လုပ်ပြီးတော့အခုလိုပေါ့အမတရွှေပြည်ဗြဟိတလူမှုကူကြီးတင်ကြီးတစ်ခုလုပ်တယ် ခေါင်းဆောင်ရှိမယ်နောက်ကလိုက်တဲ့ပုံပေါ်တွေရှိမယ်နော်ဥဆောင်သူရှိမယ်ပါဝင်ဆောင်ရွက်ကြတဲ့ပုံပေါ်တွေရှိမယ်အဲ့ဒါလိုပဲဓမ္မိကဥပဒကာဆိုတာအဲ့ဒီ900ထဲမှာအဖွဲခေါင်းဆောင်ဆိုတော့ခုခေတ်ဆိုရင်တော့ဥက္ကဋ္ဌပေါ့နော်ရှေးခေတ်ကတော့ဥက္ကဋ္ဌလို့တော့မသုံးတော့ဥက္ကဋ္ဌဆိုပါဆိုဓမ္မိကဥက္ကဋ္ဌကြီးอ่ะ9ယောက်သမီး9ယောက်ရှိတယ်တဲ့ သူသားသမီးတွေကလည်းအလုံးဆုံးပြူးမပါဘူးလိမ်ပါကြတယ်အလုံးဟာဒိဋ္ဌိနဲ့အမြဌာနဝတ္တိရှိကြတယ်ဒါပေကဥပဒင်္ဂါကြီးကသူကိုယ်တိုင်သူခွဲရမ်းနဲ့သူလှူရမ်းသူတက္ကမကြီးကလည်းခွဲရမ်းနဲ့လှူတယ်သူသားသမီးတွေကလည်းအကုန်လုံးခွဲရမ်းနေနဲ့လှူချတယ်သူအိမ်မှာဆိုရင်ဒီဒိဋ္ဌိဆွန်ကျွေးဖို့စေတံမဲကွာ16မဲရှိတယ် ဒီလိုဆိုလို့တယောက်တမဲစီထားရင်ကိုလူဆက်ချရပါတော့เนาะအဲ့ဒီလိုကုသိုလ်ကောင်းမှုတွေကို အတက်တရောပြုတ်လိုက်ကြဒီလိုပဲနေစင်နဲ့အမြကုသိုလ်ကောင်းမှုတွေလုပ်တယ်ဒါစီးပွားတော့မရှာဘူးမဟုတ်စီးပွားရှာကြမှာပေါ့သူကုသိုလ်ကောင်းမှုတွေအတက်တရောလုပ်တော့အဲ့ဒီခေါင်းဆောင်ဥပဒကကြီးကလူရဲ့တဘာဝအတိုင်းလေအသက်ရွယ်လေးရလာတဲ့အခါတည့်ရတော့မကြမ်းမမှာဖြစ်တယ် မကြမ်းမပါယောဂဝေဒနာပြင်းထန်စွာဖြစ်လာတော့တရားမှုမှုအချိန်ရောက်လာတော့သူတရားနာခြင်းနဲ့နေမကောင်းတော့ကြောင်းမသွားနိုင်ဘူးမသွားနိုင်တော့မြတ်စွာဘုရားရှိခိုးသတင်းပို့တယ်တပည့်တော်ကြမ်းမရေးမကောင်းဘူးကြောင်းလည်းမလာတော့တရားလည်းမနာနိုင်ဘူးအဲ့တော့ရှင်မယားယဟန်၈ပါးလောက်ပဲဖြစ်စီ၁၆ပါးလောက်ပဲဖြစ်စီသူ့တရားဟောဖို့လှုပ်ပြီးပါလို့မြတ်စွာဘုရားရှိတောင်းတဲ့ လွတ်လိုက်တာရဟန်းတော်၈ပါးကြွားလာ၈ပါးကြွားတော့ရောက်တဲ့အခါကျတော့ကဲဥပဒေကတိုင်းကကြီးဘယ်တရားနာခြင်းလုံးဆိုဖရာတိုင်းဟောတဲ့မဟာတတိပဌာနာတုတ်ကိုရှင်မရတို့ရုပ်ပြကြပါသူနားထောင်ပါစေဗမာပြည်ကတော့နေကောင်းခြင်းနဲ့ဘုဇင်သုံးလေးရုပ်ပြပါဖရာပရိတ်ကလေးရုပ်ပြပါပြောတော့ဟိုသူကတော့ဟော မာတတိပ္ပဏသုတ်နာကျင်နေဗျာတဲ့အဲ့ဒါရွတ်ပေးပါအော်ပါတတိပ္ပဏသုတ်ကိုရွတ်ပေးပါဆိုရန်နဲ့ရွတ်ကြဥပဒေကကြီးကိုဝန်းရံပြီးတော့ရသော်ဗျာဟောတဲ့ဧကယနောယံဘိခွေမေကိုဆိုတဲ့သေဒနာတော်ကိုရွတ်ဖတ်တဲ့ဆက်ပေးနေအဲ့ဒါလို့တရားနာရင်းကနေပြီးတော့ဥပဒေကကြီးကတရားမူမှုအချိန်ဖြစ်လာ ဖြစ်လာတဲ့အခါမှာသူတရားအာယုံစိုက်နေတော့ศูนย์ญาณศูนย์ญาณအတန်နေသူ့နားထဲမှာကြားလာတဲ့အခါကျဆိုင်ကြပါအောင်ဆိုင်ကြပါအောင်နဲ့သူကထားအောင်ဟုတ်လူကတော့ပထားနိုင်တော့ပေါ့နော်ဆိုင်ကြပါအောင်ဆိုင်ကြပါအောင်ဆိုတော့မိသားစုတွေကလည်းအထင်မြင်လွဲသွားကြတယ်ကဲငါတို့ဖေတရားမှကြောက်လို့ဩရာဖြစ်လိမ့်မယ်ဆိုငိုးကုန်ကြတယ် ရဟန်းတွေကလည်းဆိုင်းအောင်ဆိုင်းမအောင်ဆိုတော့တို့ဆိုင်းခိုင်းတာပဲနေမှာပဲဆိုယောဂပြင်းထန်လာလို့နေမှာဆိုပြီးတော့ကိုရော်တွေဟာရွှေလက်စတရားကိုဖြတ်ပြီးတော့ကြောင်းပြန်ကြော်သွားကြဒူတွေကလည်းငိုကုန်ကြအပြန်ပြီးတတိလဲလာတဲ့အခါကျတော့ရဟန်းတွေပဲကြောက်သွားတော့ဆိုအဖေပဲဆိုင်းကြပါအောင်ဆိုင်းကြပါအောင်လို့ပြောလို့ကိုရော်တွေကဆက်မရွတ်တော့ပဲနဲ့ပြန်သွားကြပြီလို့ဆိုတော့ ဟဲ့ငါပြောတာအဲ့ဒါမဟုတ်ဘူးငါအိမ်ပေါ့မှာတဲ့နတ်ပြည်ကနိုင်ထား6ဆင်းရောက်နေတယ်တဲ့ငါတို့နတ်ပြည်လိုက်ခဲ့ငါတို့နတ်ပြည်လိုက်ခဲ့နဲ့ဆူညံဆူညံဟုတ်လားတူခိတ်ကဆူညံဆူညံတက္ကစီသမားတွေခေါ်တယ်လို့ပဲပေါ့အဲ့ဒါလို့မြေထားတို့ဘူတာတို့တင်မောစိတ်တို့ကတက္ကစီသမားတွေခေါ်တယ်လို့ ငါကိုခေါ်နေကြတယ်အဲ့ဒါကြောင့်မင်းတို့ဆိုင်ကြပါအောင်ဆိုင်ကြပါအောင်ငါတရားနာနေတော့အဲ့ဒါပြောတာလို့ဆိုတော့စထာသူတို့မမြင်ပါဘူးသူ့ဖေကြောင်ကရန်ပြောတာနေပါပါဆိုမဟုတ်ဘူးငါမြင်တယ်ရှိတယ်ခုကိုငါအတွက်ပန်းကုံးများရှိလားရှိတယ်အဲ့ဒီပန်းကုံးကိုအပေါ်ကောင်းရင်ပြစ်လိုက်လို့ပြောတဲ့အခါမှာအဲ့ဒီပန်းကုံးဟာ ဘယ်နှပြေဟာအကောင်းဆုံးလဲဆိုတော့ဘုရားလောင်းနေနေထိုင်တဲ့ဒုတိတာနှပြေဟာအကောင်းဆုံးခြေနှက်ဆရာအကောင်းလို့ဒုတိတာလို့ခေါ်တာဝရိနာလည်းပြဿနာရှိတယ်နော်အခုကလေးမြေလူတာတွေခြံလူတာတွေနည်းနည်းပါရှိတယ်အဲ့ဒီမှာလည်းအယက်သမားတွေရှင်းရတာတွေပါတယ်ရှိတယ်သူကလည်းသူသူကလည်းသိမ့်မေးချမ်းမူအဲ့ဒီဟာအဲ့တော့စတုမာတွေဆိုမပြောနဲ့တော့လူပြေနေဆက် တာဝရိသာနပြန်နဲ့လှုပ်ရှုပ်တယ်။ရှာမာရုဆိုတော့တိတ်မရှုပ်ပြီမဲ့တုတ်တိတာတော့မကောင်းဘူးတုတ်တိတာကောင်းတယ်ဆို။အဲတုတ်တိတာလာတဲ့နိုင်ထားကိုချိတ်လိုက်ပြစ်လိုက်ဆိုတော့တုတ်တိတာနိုင်ထားဥမပန်းလေးကတွဲလုံးလေးဆွဲနေတယ်တဲ့။လူတွေကပန်းကုန်းပဲမြင်ရတယ်နိုင်ကိုရထားကိုမမြင်ဘူးတဲ့။အဲ့လိုစားတယ်မှာဆိုထားနော်။ အဲ့ဒီချိန်လေးမှာဓမ္မိကဥပဒကကြီးဟာတတိပြန်လည်လာပြီးတော့မင်းတို့မြင်ကြတယ်မို့လားငါအဲ့အတွက်ယထာအကျိုးရောက်နေပြီငါတို့ဒီရဏပြေကိုသွားမယ်ဘာမှမပူချမ်းနဲ့ငါဟာငါအဲ့အတွက်အေယဘိမှအစင်းသင်းရှိပြီးလာခေါ်နေကြပြီငါနဲ့အတူဖြစ်ခြင်းငါလုပ်တဲ့ကုသိုလ်ကောင်းမှုတွေကိုဆက်လုပ်ကြမပြေမကွက်သူတော်ကောင်းတရားကိုချင်းချင်းကြိုးကိုအထောက်ကြလို့ဆိုပြီး မျက်စိလေးနှလုံးမိတ်ပြီးတော့တည်သွားချာအဲ့ဒါနမိတ်ထင်တယ်လို့ခေါ်တာနော်ဂတိနမိတ်လို့ခေါ်တယ်။သွားရမယ့်နေရာကိုမြင်တတ်တယ်။မကောင်းတာလုပ်တဲ့လူကြလည်းမကောင်းတာမြင်တတ်တယ်အဲ့ဒါကြောက်ရတယ်နော်။မကောင်းတာလုပ်တဲ့သူကဘာမြင်တတ်တုံဆိုလို့ရှိရင်ဒီကနေ့မှာမိမိတွေလောင်းနေတာတွေပဲတွေမြင်ရတတ်တယ်။အဲ့ဒီမိကရိုးရိုးမိမဟုတ်ဘူးမနေ့ကလောင်းနေမိမဟုတ်ဘူးအဲ့ဒါငရဲမိတယ်။ နော်အဲ့ဒီငယ်မိတဲ့ရောက်တော့တဲ့အာလူတယောက်ကတော့တရားမူမူမိမောတွေ့ဝဲနေတဲ့အချိန်မှာသူပဲရောက်တာတော့ဆိုနွားအုပ်ကြီးတဲ့ရောက်နွားအုပ်ကြီးတဲ့ရောက်တော့ပြီးတော့နှမကြီးပေါ်တက်သွားအဲ့ဒါနွားသွားဖြစ်တယ်တော့နော်အဲ့ဒီလိုပဲကိုသွားရမယ့်နေရာတွေဟာမြင်ကြ ပန်းဝီရင်လှလှပပနဲ့အိမ်ချဝင်းကြီးတဲ့ရောက်တိုင်းအဲ့ဒီအိမ်ရောက်မှသိချလမ်းဘေးကအမိုက်ပုံဘေးကတဲပုတ်တဲ့ရောက်တိုင်းတော့အဲ့ကျူးတဲ့ရောက်သွားမှာပဲအဲ့ဒါတော့သိချနော်အဲ့လေရောက်သွားနိုင်တာပဲမသေးခင်သူကမှတ်ပုံတင်သွားတာဘယ်သူပဲဖြစ်ဒီတိုင်းပဲဒါကိုဂတိနမိတ်လို့ခေါ်တယ်ကမ္မနမိတ်ဂတိနမိတ်ကမ္မနမိတ်ကံကမ္မနမိတ်နော်ကံရဲ့ကမ္မနမိတ်ရဲ့ဂတိနမိတ်ရဲ့လို့ ဒါရီကယင်နဲ့နှလုံးထဲမှာယခင်ကလုံးနေသလိုပေါ်တာကံထိုကံနဲ့ပတ်သက်ပြီးတော့လုံးစင်ကမြင်ကွင်းနေတွေ့တာကမ္မနမိတ်။သွားရမယ့်ဘုံဘဝဌာနတွေကိုမြင်တာခတိတမိတ်။ဘယ်လိုပဲတည်တည်တည်တဲ့ပုဂ္ဂိုလ်ဟာအတ္တမထွက်ခဲ့နေမှာဒီနမိတ်ကတော့ထင်သွားမှာပဲတဲ့။အဲ့ဒီနမိတ်ပေါ်ရဲစီပဲရောက်သွားတယ်။ဒီလိုဆိုလို့ပေါ့နော်။မသိခင်မှတ်ပုံတင်သွားတာ။ အဲ့ဒါလို့အခုဓမ္မိကဥပဒကကြတော့ကုသဘဝကိုကုသတွေမှာနှိမ့်ယူထားပြီးတော့နေ့စဉ်နဲ့အများကုသကောင်မှုတွေနဲ့နေတဲ့ပုဂ္ဂိုလ်ဟာနောက်ဆုံးချိန်မှာလည်းတရားနာရင်သိသွားတာဆိုတော့သူ့ဘဝဟာကောင်းနေကြီးပဲဖြစ်တယ်။ကောင်းနေကြီးဖြစ်လို့သူဟာတေကနေကြတော့လေကောင်းတဲ့နိမိတ်တွေပဲလာထင်ဒီလိုဆိုလို့ပေါ့နော်။ကောင်းတဲ့နိမိတ်တွေထင်။စာပေကျမ်းမှာတော့ နမိတ်ထင်မှုန်လေးတွေနဲ့ပြထားတာတော့တစ်ခုနဲ့တစ်ခုတော့မတူတာဘူးပေါ့လူပြေပြန်ရောက်မယ်ဆိုရင်အမိဝမ်းရည်လို့တို့ရေးထားတာလည်းရှိတယ်တကယ်ကတော့ပို့ပြီးတော့တေးကြတာတော့အမိဝမ်းကြီးတယ်ဆိုတာတော့ဟုတ်အဲ့ဒါလည်းပို့ဖြစ်နိုင်တာကတော့အင်ဂေဟာတွေပုံမှန်တက်သွားရတယ်လို့အိမ်မက်မက်မက်တလို့ဖြစ်တာမျိုးအဲ့ဒါပို့တေးချာနော်ဖဲအိမ်မော်တက်သွားရတယ် အဲဆိုဘောရမြိုင်မဲမှာဘုန်းကြီးတွေပါမဟာစီဆရာတော်ရဲ့တရားစာအုပ်ထဲမှာရေးထားဘုန်းကြီးတွေပါကျောင်းဆောက်ဖို့တရားတော်ကမာရီရပ္ပစံလာလှူထားတဲ့ညကြတော့တပြတ်လက်ထောက်ချတဲ့လူရှိတော့အဲ့ပ္ပစံလာယူပ္ပစံလာယူပြီးတော့ဘုန်းကြီးကိုဘိုက်ကိုဓာတ်နဲ့ဖြွင့်သွားတယ်နော်ဖြွင့်သွားတာလေးဘုန်းကြီးကအဲ့မှာပဲပြန်တော်မူသွားတယ်သို့တော့၃နှစ်လောက်နေတဲ့အခါကျတော့ ဘုန်းကြီးဝင်စားတဲ့ကလေးပေါ်လာပေါ်လာတော့ဒီဘုန်းကြီးကပြောတော့ဆိုသူ့ဓမ္မတွေကလိုက်လို့ထွက်ပြေးရတယ်တဲ့စိတ်ကမ်းရောက်တော့လှေလေးတစ်စင်းစီလို့အဲ့ဒီလှေလေးစီးပြီးတော့အခုသူမွေးတဲ့အိမ်မော်သူတက်ပုံတာဒါသူကတိနိမိတ်တွေပဲဖြစ်မှာတကယ်ကတော့မဟုတ်ဘူးသူပြောတဲ့စတိုရီကတကယ်ကတော့သူဟာအဲ့ဒီအเจ้าမော်မှာပဲတေးသွားတယ် သို့တော်သူနမိတ်ပေါ်တာကိုပြောပြတဲ့အခါကျတော့ပြေးပြီးတော့အဲ့ဒီအိမ်ပေါ်မှာတက်ပုံးရတယ်အဲ့မှာသူလုံညွန်ရတယ်လို့ထင်တယ်အဲ့မှာမွေးတာအဲအဲ့ဒီလိုနမိတ်ပေါ်တာတွေလည်းရှိနေတယ်ပေါ့နော်ကိုဖြစ်တဲ့နေရာကိုအဲ့လိုကတိနမိတ်တွေပေါ့ဓမ္မိကဥပဒကကျတော့သူကနိုင်ထားဆိုင်တယ်ဆိုတဲ့နမိတ်နဲ့အလုံးကိုကုသိုလ်ကောင်းမှုတွေကြီးမားတဲ့ပုံကိုဖြစ်သေးတဲ့အတွက်ကြောင့် တပည့်အနာထ6ဆင်းဆိုင်တဲ့အနေထားထီအောင်သူကပေါ်လာတယ်။အေးသူသားသမီးတွေကိုကုသကောင်မှုမမေးဘူးနှိုးဆော်တိုက်တွန်းပြီးသူဟာကာယသုတိဘုံရောက်သွားတယ်။ယဟန်နေကကြောင်းပြန်ရောက်တဲ့အခါမြတ်စွာဘုရားကိုတမိကဥပဒကဟာတရားနာရင်ကနေဆိုင်ရပါအောင်ဆိုင်ရပါအောင်ဆိုလို့တပည့်တော်ပြန်လာခဲ့တယ်ဆိုတော့မြတ်စွာဘုရားကမဟုတ်ဘူးမင်းတို့ဆိုင်ခိုင်းတာမဟုတ်ဘူး။ နတ်ပြည်ကနိုင်ထားတဲ့ဆိုင်လို့သူ့တရားနာနေတော့မူဆိုင်ရပါအောင်လို့ပြောတာတဲ့ဆိုပြီးတော့မြတ်စွာဘုရားကရှင်းပြတာကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဆိုတာဒီဘဝမှာလဲဝန်တန်ရတယ်နောက်ဘဝမှာလဲဝန်တန်ရတယ်နှစ်ဘဝစလုံးဝန်တန်ရတယ်ကုကုသိုလ်ကံရဲ့အကျိုးကိုခံစားရတယ်ဆိုရင်သိပြီးတော့ကိုပီတိဖြစ်ပြီးဝမျက်ဝန်တန်ဖြစ်ရတယ်ကုသိုလ်ကောင်းမှုရဲ့အကျိုးတရားကို မြတ်စွာဘုရားကယခုလိုဓမ္မဗရထေသနာတော်မှာဟောကြားပိတ်ဆိုခဲ့တာဖြစ်ပါတယ်ဓမ္မရတနာကို나ယူမှတ်သားပြီးတော့မိမိတို့ဘဝမှာလည်းပဲဝန္တချီနူးဝဲကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတော့အမှတ်တည်းမနေပဲနဲ့ဒီကုသိုလ်ကောင်းမှုတွေပေါ်ပါချီနူးခြင်းဝန္တခြင်းဆိုတာကိုအချိန်ချင်းကြီးထပ်ထပ်ဖြစ်အောင်ကြိုးစားအထောက်မှကုသိုလ်တွေဟာများတဲ့များလာမှာဖြစ်တယ်ဆိုတာကိုယ်စီကိုယ်စီမှတ်သားနာယူပြီး မြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း